မင်္ဂလာပါရှင် MBP ရဲ့တတိယအညာမြေတဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်32မူအိမ်ကျဲပါ။အာနာဒိဆိုးစုကစေုံစေကန်တွေကိုပါတိုက်လေရင်နဲ့ပုံကျဲနေရကြောင်းပြည်သူကိုစေဝါကူသမှုပေးနိုင်ရင်မြေအောင်စေုံတွေစတင်ဆောက်လုပ်နေပြီလို့အမျိုးသားညီညွတ်ရေးအစိုးရ UNG ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရစေ။ UNG ထိုင်းချုပ်နယ်မြေမှာမြေအောင်စေုံတွေစတင်ဆောက်လုပ်နေပြီလို့ ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်23မြင်းဆောင်2025မှာဥနေဘုံလက်ကထည့်သွင်းပြောကြားခဲ့တာပါအကြံဖတ်ဆိုးစုဟာစာသင်ကျောင်းတွေကိုသာမကစေယုံစေကန်းတွေကိုပါလဲပြတ်မှတ်ထားတိုက်ခိုက်နေရကြောင်းအမျိုးသားညီညွတ်ရေးအစိုးရစံမာရေးဝန်ကြီးဌာနအနေနဲ့လည်း ပြည်သူလူထုကိုလုံခြုံစွာနဲ့ကျန်းမာရေးဆောင်ရှားမှုတွေပေးနိုင်ဖို့အတွက်ဘုံကျဲတံခံနိုင်တဲ့မြေအောက်ဆေးုံစည်းကမ်းတွေစောင့်လုပ်နိုင်ဖို့စ조사ဆောင်ရွက်လျက်ရှိတယ်လို့ဦးနေဘုံလကပြီးခဲ့တဲ့စက်နှစ်မြန်ဆောင်2025သတင်းစကားပြောကြားခြင်းအစီအစဉ်မှာပြောပါရယ်အယူဂျီနေနဲ့မြေအောက်ဆေးုံခုနှစ်ယုံဒါမှမဟုတ်ရှစ်ယုံအထိစောင့်လုပ်နိုင်ဖို့ရှားသားဆောင်ရွက်နေပြီးတော့လက်ရှိမှာဆေးုံနှစ်ခုစတင်စောင့်လုပ်နေပြီလို့လည်းအယူဂျီနဲ့နှိစက်တဲ့သတင်းမြစ်တူကအမှတ်ပြုကိုပြောပါရယ် မင်းအောင်လိုက်ဦးဆောင်တဲ့စိုးစုဟာမြေပြင်စစ်ပွဲတွေမှာရှုံးနေတိုင်းနိုင်ငံတော်ဝန်လေကြောင်းပုံကျဲနေရဖြစ်ပြီးတော့စေယုံတွေစေပိခန့်တွေကိုပါပြစ်မှတ်ထားပြီးတော့ပုံကျဲတိုက်ခတ်နေရလို့ NUG ကထုတ်ပြန်ထားပါဗျ။စိုးစုကအဲ့ဒီလိုစေယုံစေကန်တွေပြစ်မှတ်ထားပုံကျဲနေလို့ NUG စိုးမိုးထိန်ချုပ်နေမြေတွေမှာပြည်သူလူထုကိုဘေးကင်းတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့ safe hospital safe ethical campaign ကို NUG ကပြုလုပ်ခဲ့ပါဗျ။ မေ24ရက်ကနေစွန်30ရက်ထိပြုလုပ်ခဲ့တဲ့အဲ့ဒီ Safe Hospital Safe Healthcare Campaign ကနေ American Dollar 4သိန်းရဖို့မျှော်မှန်းထားခဲ့ပေမဲ့ပြည်သူတွေရဲ့ပါဝင် ထောက်ပံ့မှုတွေကြောင့်ဒေါ်လာ6သိန်းကျော်မျှော်မှန်းချက်ရဲ့152ရာခိုင်နှုန်းအထိမျှော်မှန်းပမာဏနဲ့ကျော်လွန်ပြီးတော့ရရှိခဲ့တယ်လို့ NGO ကျန်းမာရေးဝန်ကြီးဌာနကအတည်ပြုထုတ်ပြန်ထားပါတယ်မေလတလအတွင်းမှာကိုပဲနိုင်ငံတော်ဆေးရုံဆေးကန်း6ခုကိုစုအစုကပြစ်မှတ်ထားပုံကျဲခဲ့ပါတယ် မန္တလေးတိုင်းတပိတ်ချင်းမြို့အနီးက TNN အနေနဲ့ PDF တွေတင်ပိုက်ထားတဲ့ကျေးရွာနေရာကိုဇွန်28ရက်နေ့29ရက်တွေမှာပြန်လည်ထိုးစစ်ဆင်တင်ယူနိုင်ခဲ့တယ်လို့စိုးစုကသတင်းဖြန်ပါတယ်။တပိတ်ချင်းမြို့နယ်ခုနှစ်မိုင်ကျေးရွာနဲ့တပိတ်ချင်းမြို့ကြားမှာရှိတဲ့6မိုင်ရွာကိုဇွန်လ28ရက်ကတင်ယူနိုင်ခဲ့ပြီးတော့မြို့နယ်9မိုင်အကွာမှာရှိတဲ့ ငားမရွာကိုဇွန်29ရက်မှာပြန်လည်တင်းယူနိုင်ခဲ့တာဖြစ်တဲ့ဆိုရနဲ့အလောင်းနဲ့လက်နက်ခဲရနေလဲတင်းစီရရှိခဲ့တယ်လို့မန္တလေးနယ်နဲ့အခြေပြုအလဲပိုင်းတိုင်းစစ်ဌာနချုပ်လဘကကလက်သက်မွေးထားတဲ့ဆက်လော်ဘီတွေက Telegram Channel တွေမှာအောင်ပွဲကသတင်းဖြန့်ပါတယ်။ဇွန်လ29ရက်ကစလို့တပိတ်ကျင်းနဲ့ခရမရွာတဝိုက်မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးတော့စိုးစိုးကနေစင်ရက်ဆက်လေးချောင်းပုံကျဲနေရလို့ဒေသခံတွေကပြောပါတယ်။တပိတ်ချင်းမိုးကုန်းနဲ့စင်ကူးနဲ့တိုက်ပွဲတွေကနေဆက်ရှုံးပြီးတော့ထွက်ပြေးလာတဲ့စိုးစိုးနဲ့ပြူစောတိတွေဟာ ဲ့ဒီတပိတ်ချင်းနဲ့လက်ကျန်စစ်ကန်းတွေတဲ့ခိုးအောင်ကလေချောင်းအားကိုနဲ့ခုခံနေရပါအဆိုပါတပိတ်ချင်းနဲ့ကလက်ကျန်စစ်ကန်းတွေကိုတည်ယူဖို့တော်လိုင်းရဲတပ်တွေကဝင်းရံပိတ်ဆို့ထားတာတနင်္လာနေ့ပါကြာမြင့်နေပြီဖြစ်ပြီးတော့လက်ရှိမှာတော့စောစုကလေချောင်းကတဆင့်အင်အားပြည့်ကဖောက်ထွက်နိုင်ဖို့တိုးစစ်ဆင်နေရလို့ဒေသခံတော်လိုင်းအင်အားစုတွေကပြောပါတယ်ခုနမယွာနီကစစ်ကန်တွေနဲ့လက်နဲ့ချေချခိုးအောင်နေတဲ့စုပ်စုကလေချောင်းအကုတ်နဲ့ဖောက်ထွက်ထိုးစစ်စင်နေရဖြစ်ပြီးတော့6မိုင်9မိုင် မြိုင်တရားနဲ့ညောင်ပင်အိုက်ကျေးရွာတွေကိုဆင်းနှင်းကမိရှုဖြစ်စီနေရလို့ဒေသခံတွေကအမှတ်ပြီးကိုပြောပါရယ်။စကိုင်းနိုင်ရင်မပင်တဲ့ဆလင်းချင်းမြို့နဲ့အကိုမုံရွာပသိမ်ကားလန်းဘော်ကမြောက်ရမတရာအနီမှာစိုးစုထောင်းထားတဲ့နေမိုင်းမီလို့တိုးတကောင်တည်ဆုံတယ်လို့ဒေသခံတွေကအမှတ်ပြီးကိုပြောပါရယ်။စွန်30ရက်ညနေ4နာရီကတရုတ်ကျင်းဒီစေယုံနေနဲ့မနေမဝေမြောက်ရမတရာအနီမှာဒေသခံတအူတိုးကြောင်နေတဲ့အချိန် တရားမြောက်ဘက်ထိတ်အောက်ခြေမှာနေမိုင်မိတာလို့ဆိုပါရဲစုံစကိုရက်မှာစိုးစုစကြဟာ မိုင်းတီဗီတသားလေးဦးသေဆုံးခဲ့ပြီးရနောက်စက်ကြောင်းပြန်ဆုတ်ချိန်အခုလိုနင်းမိုင်းတွေထောင်ခဲ့တာဖြစ်တဲ့ဆိုရနဲ့နင်းမိုင်းတွေကျန်နေသေးတာကြောင့်ပြည်သူတွေကိုတက်လန့်သတိပေးထားရတယ်လို့ရင်းမပင်မြို့နယ်တိုက်နယ်နဲ့ပကပအဖွဲ့ဝင်တူကအမှတ်ပီကိုပြောပါရတယ်။ရောင်ရမတရဟာရင်းမပင်ခရိုင်တရင်း28နဲ့၃မှလုံးကန်တာကွာဝေးပြီးတော့တရုတ်ကျင်းနီစက်ရုံတွေဖြစ်တဲ့မြန်မာဝန်ပေါင်းနဲ့မြန်မာရန်စီကုမ္ပဏီတွေကနေကျင်းနီနဲ့ SSD တည်ယူတည်ထုတ်တိုင်းအဓိကအသုံးပြုတဲ့တံတားတစ်ခုဖြစ်ပါရတယ်။ လေဗရောင်းတောင်နဲ့ကျေးစင်တောင်တွေမှာကျင်းနီတူနေတဲ့တရုတ်တွေနဲ့တရုတ်ကျင်းနီစေယုံတွေကိုဂိတ်ဆောင်လုံးချုံရင်းယူပေးနေရတဲ့ဆိုးစုကတရုတ်စေယုံတွေရဲ့ဘေးပတ်လဲအများပြည်သူသွားလာအသုံးပြုတဲ့လမ်းတွေပေါ်မိုင်းတွေအများအပြားထောင်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။ဆရာနာသိမ်းပြီးနောက်ပြီးခဲ့တဲ့နှစ်တွေအတွင်းလေဗရောင်းတောင်ဒေသတရုတ်ကျင်းနီစေယုံတွေအနေဆိုးစုထောင်ထားတဲ့ယာချီတဲ့မိုင်းတွေကိုတော်လိုင်းရေးတပ်တွေကဖယ်ရှားရှင်းလင်းနိုင်ခဲ့ပါတယ်။ လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ။ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါ။အသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွရနေရကိုမစွန့်ခွာပါနဲ့။ပြက်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအိမ်ပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ